မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါမယ်။ကျောင်းသားငယ်လေးများကိုဘုံကျဲတပြတ်ပြီးရနောက်လေတပ်ရာရှိများနေပြည်တော်မှာလာရောက်နေထိုင်ကြဖို့စစ်ကောင်စီညွှန်ကြားတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စည်ရေးပြမမဟုတ်တဲ့ကျောင်းဇီးနဲ့စည်ရုံများကိုဘုံကျဲပြီးလူအစုလိုက်ပြုံလိုက်တည်ဆုံခဲ့ရပြီးရနောက်တာဝန်ရှိတဲ့လေတပ်ရာရှိနဲ့မိသားစုဝင်များကိုနေပြည်တော်နေမြေအတွင်းလာရောက်နေထိုင်ကြဖို့စစ်ကောင်စီကညွှန်ကြားထားကြောင်းသိရပါတယ်။တပန်ရင်းမြို့နယ်ဦးထိန်တွင်ရာရှိကျောင်းသားကလေးငယ်များပါဝင်ပြစ်မှတ်ရက်သားပြည်သူနဲ့လေကျောင်းမှပုံ င်ကျင်းတာကြောင့်အစုလိုက်ပြုံလိုက်တည်ဆုံခဲ့ရတဲ့အတွက်အဆိုပါလုံရက်ကိုစစ်ကောင်စီနဲ့အနေတက်ရရှိများတာဝန်ခံရမယ်လို့တော်လိုင်းတပ်ဖွဲ့တွေကထုတ်ပြန်ခဲ့ပါတယ်။တော်လိုင်းတပ်ဖွဲ့တွေရဲ့ထုတ်ပြန်ချက်များထွက်ပေါ်လာပြီးရနောက်စစ်ကောင်စီကလေတက်မီတာစုဝင်များကိုတိုင်ရင်ဌာနချုပ်များနဲ့နေပြီးတော့မှပြောင်းရွှေ့နေထိုင်ဖို့အမိန့်ထုတ်ထားကြောင်းသတင်းအရင်းမြစ်တွေစီကသိရပါတယ်။ လေတပ်ကမိသားစုဝင်တွေကတက်ထဲမှလိုက်နေတာလည်းရှိရဲမနေရလည်းရှိရဲတက်စကန်ဌာနချုပ်မှရောက်နေတဲ့သူတွေအားလုံးကိုယ့်ရဲ့မိခင်တက်တီမှာပြန်နေဖို့ပေါ့တကယ်လို့မိခင်တန်ရင်တွေမှာမနေခြင်းမူမနေဖြစ်ဘူးဆိုရင်လည်းနေပြီးတော့ကောင်စီနေမြေထဲမှာလာနေဖို့ဆိုပြီးကကလေးကာကွယ်ရေးဦးစီးချုပ်လေးယုံကထုတ်ပြန်ထားတယ်လို့သိရပါတယ်စစ်ကောင်စီကပြီးခဲ့တဲ့မေလ12ရက်နေ့ကစကိုင်းတိုင်းတပန်ရင်မြို့နယ်အိုးထိန်တွင်ကျင်းရွာစာတင်ကျောင်းကိုလေကျောင်းမှာ cluster ဘုံတွေနဲ့ပုံချင်းတိုက်ခိုက်တဲ့အတွက်အသက်ရှင်နှစ်မှ18နှစ်အတွင်းကလင်းငယ်22ဦးနဲ့ဆရာမ9ဦးတို့တိစ ုံးခဲ့ရပါတယ်။အဆိုပါတည်ဆောင်မှုကိုစစ်ကောင်စီဘက်က၎င်းတို့လက်ချက်မဟုတ်ကြောင်းပြောင်းကြကြညင်းဆိုခဲ့တဲ့ပြင်စစ်တပ်ထောက်ခံဝါဒဖြန့်သူတွေကလူမှုကွန်ရက်စာမျက်နှာနဲ့ Telegram Channel တွေမှာတော်လန်ကြီးတပ်ဖွဲ့တွေကိုအပြစ်တင်လွှဲချပုံဖြတ်ပြောဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။ဒါပြင်စစ်ကောင်စီက AP လာအတွင်းတပိတ်ချင်းမျိုးနဲ့အတွင်းရှိရေတွက်နဲ့လိမ့်ကြခြင်းရွာတွေကိုနေ့စဉ်ပုံကျဲတိုက်ခိုက်ခဲ့ရာကလင်းငယ်များပါဝင်လူပေါင်းဒါဇင်ကျော်ပြီးတည်ဆောင်းခဲ့ပါတယ်။ စင်ရေးပြင်းမမဟုတ်တဲ့နေမျိုးတွေကိုစစ်ကောင်စီကဖျားပြင်းပုံများတုံးပြီးလေကြောင်းတိုက်ခိုက်ပြီးရဲ့နောက်၎င်းတို့လေတပ်ရာရှိတွေကိုပုံမုံလုံးကြုံတဲ့နေရာတွေမှာနေထိုင်ကြဖို့အမိန့်ထုတ်လိုက်ခြင်းဖြစ်ပါတယ်စစ်ကောင်စီကပြည်သူနဲ့၎င်းတို့ရဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုခွဲခြားပြီးပြည်သူလူထုကိုနေစဉ်ပုံကျဲတပ်ဖြတ်ပြီး၎င်းတို့တပ်ဖွဲ့ဝင်တွေရဲ့လုံခြုံရေးကိုအလေးထားဆောင်ရွက်နေခြင်းဖြစ်ကြောင်းစစ်ကောင်စီရဲ့လုပ်ရက်တွေရသိရပါတယ်နောက်ထပ်တစ်ပုံးအနေနဲ့စစ်ကောင်စီကဆုံးရှုံးနေမည်များအမြန်ဆုံးပြန်လည်တင်းယူရေးထိုးစစ်များစတင်မှာဖြစ်ပြီးမိုးရင်းကာလမှာပါလေကြောင်းတိုက်ခိုက်မှုတွေနဲ့နေမည် င်ရှင်းလင်းမှုတွေဆက်လက်လှုပ်ဆောင်မယ့်အကြောင်းတင်ဆက်ပေးပါမယ်။အကြံဖက်စစ်ကောင်စီကဆုံးရှုံးနေမြများကိုအ мян ဆုံးပြန်လည်တင်းယူရရှိရေးထိုးစစ်ကြီးများကိုအခုမီလနောက်ပိုင်းမှာစတင်မှာဖြစ်ပြီးမိုးရင်းကာလမှာပါလေကြောင်းတိုက်ခိုက်မှုတွေနဲ့နေမြရှင်းလင်းမှုတွေကိုအဆက်မပြတ်လှုံ့ဆော်သွားဖို့မြောက်လိုင်းဦးစီးရဲ့အစီရင်ဆိုင်ရာအစည်းအဝေးကဆုံးဖြတ်လိုက်ကြောင်းသိရပါဗျာ။ မေလ15ရက်နေ့မေလ16ရက်နေ့အပောင်းဝင်းမေလလယ်ပိုင်းနေပြည်တော်စင်ယုံကျုံမှာမင်းအောင်လှိုင်ဦးဆောင်တဲ့စင်ရေးဆိုင်ရာအစည်းအဝေးဒီမှာလာမယ့်ရွှေကောက်ပွဲအတွက်ဆုံးရှုံးနေမျိုးတွေကိုအမြန်ဆုံးပြန်လည်သိမ်းပိုင်နိုင်ဖို့ထိုးစစ်ဆင်မှုတွေဇက်တိုင်းလှုပ်ဆောင်ဖို့ဆုံးဖြတ်ခဲ့ကြောင်းလေကြောင်းတိုက်ခိုက်မှုတွေနေမြင်ရှင်းလင်းမှုတွေမှာပါလာမယ့်မိုးရင်းကာလမှာပါအဆက်မပြတ်လှုပ်ဆောင်ဖို့ဆုံးဖြတ်သဘောတူလိုက်ကြောင်းသိရပါတယ်ဆုံးရှုံးနေမျိုးများပြန်လည်ရရှိရေးထိုးစစ်များမှာစစ်မှုရန်တင်နန်းစဉ်တပ်သားတွေရဲ့အင်အားကိုအဓိကထားအသုံးပြုမှာဖြစ်ပြီးလက်ရုံးတပ်များတိုက်ခိုက်ရေးတပ်များနဲ့ဒုတွဲဖက်မှာဖြစ်ကြောင်းလေ ီကြောင်းတိုက်ခိုက်မှုတွေကိုလည်းစစ်ကြောင်းထိုးချိန်စတိုက်ပတ်ဖို့ကူညီသွားဖို့ရှိကြောင်းသိရပါတယ်။ဒီမိုးရဲမှာလည်းထိုးစစ်တွေနေကြောင်းတိုက်ခိုက်မှုတွေနေမြင်ရှင်းလင်းမှုတွေရှိမယ်။အင်အားလုံးရင်းနဲ့စစ်ကြောင်းထိုးတာတွေစစ်ကြောင်းကြီးတွေခွဲပြီးဝင်ရောက်လာတာတွေရှိမယ်။နောက်6လအတွင်းရာသမျှနေမြေတွေအကုန်ပြန်ရစေဖို့ဦးတည်ထားတယ်လို့သိရကြောင်းနေပြည်တော်စီရေးတရင်အရှင်မြစ်ကပြောဆိုပါတယ်။ စစ်ကောင်စီကဆုံးရှုံးနေမြများပြန်လဲတိုက်ယူမယ်ဦးစားပေးများမှာရှမ်းပြည်မြောက်ပိုင်းရှိနောင်ချိုပါဝင် TNL တင်ပိုက်ထားတဲ့မြို့နယ်များစကိုင်းတိုင်းတနင်္သာရီတိုင်းကရင်နီချင်းပြည်နယ်တို့ကဦးစားပေးဖြစ်ပါဝင်ပြီးရခိုင်ကချင်ပြည်နယ်ပဲခူးတိုင်းနဲ့မကွေတိုင်းတို့မှာစစ်ကြောင်းထုံးမှုတွေဇက်တိုက်ဆောင်ရွက်ဖို့ရှိကြောင်းသိရပါတယ်။နောက်ထပ်တပုတ်အနည်းနဲ့စစ်ကောင်စီရဟန့်ရင်၃စီးနဲ့၂စီးပြစ်ချခဲ့ကြောင်း KYI အတီးပြုတဲ့ကြောင်းတင်ဆက်ပေးပါမယ်။တိုက်ပွဲများပြင်းထန်နေတဲ့ကချင်ပြည်နယ်ပမော်မြို့ကိုစစ်ကူလာတဲ့စစ်တပ်ရဟန့်ရင်၃စီးနဲ့၂စီးကိုပြစ်ချခဲ့ကြောင်းကချင်လုံးမြောက်ရေးတပ်မတော် ရရင်ကအတိပြုပြောဆိုလိုက်ပါတယ်။မေလာ20ရက်နေ့နေ့လယ်တနိုင်ကြောင်းချင်းဗမော်မျိုးစာကခ27တွင်ကိုဆင်းလာတဲ့စစ်တပ်ရဟန်ရင်3စီကိုပြစ်ခတ်ခဲ့ရာ MI70 ရဟန်ရင်တစီမှာပြတ်ကျသွားကြောင်းသိရပါတယ်။ဒါအပြင်အခြားရဟန်ရင်တစီမှာလည်းထိမှန်ပြီးအရေးပေါ်ဆင်းသက်သွားကြောင်းကိရိုင်ရင်ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးနော်ဘူးကအတိပြုပြောဆိုပါတယ်။ရဟန်ရင်3စီဆင်းနေအဲ့ဒီမှာပြစ်ခတ်ရာမှာ2စီထိမှန်တဲ့ရဟန်ရင်တစီကတော့ရွှေကူနဲ့15မိုင်กว่ามาပြတ်ကျပြီးတော့မီးလောင်ပြက်စီးတယ်။နောက်ထိမှန်တဲ့တစီကတော့ရွှေကူမှ အရေးပေါ်စဉ်းသပ်ရတယ်လို့တီးပြပြောဆိုပါတယ်။အဆိုပါရဟန်းယင်ကတိုက်ပွဲများပြင်းထန်ဖြစ်ပွားနေတဲ့ပမော်စခခ21ထဲကိုစစ်ကူရင်ရလာဖြစ်တဲ့စီးဟန်းယင်ဖြစ်ကြောင်းဗိုလ်မှူးကြီးနော်ဘူးကပြောပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာလ4ရက်မှပမော်မြို့သိမ်းတိုက်ပွဲစတင်ပြီးတိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ပြီးဒီကနေ့9လကျော်ကြာတဲ့ဒီနှစ်ဖက်တိုက်ပွဲများဆက်လက်ပြင်းထန်နေစေဖြစ်ပါတယ်။ ပြီးခဲ့တဲ့2021ခုနှစ်မေလ3ရက်နေ့ကချင်ပြည်နယ်မုံမောင်မြို့နယ်မြို့တင်နယ်ကုန်းလာကြားမှာစစ်ကောင်စီရဲ့ MI-35 တိုက်ခိုက်ရေးဟန်ရင်ကိုကချင်လူမျိုးရေးတပ်မတော် KIA ကပစ်ချခဲ့ပါရယ်။အဲဒီလိုပစ်ချခဲ့မှုကြောင့်ရဟန်ရင်ပြတ်ခဲ့ပြီးရဟန်ရင်မူပုံမှုကျော်စရာထွန်း၊ပိုကြီးတန်းထွန်းလင်းအုတ်ခွဲတကြက်ကြီးကျော်စွာအောင်တို့တည်ဆုံခဲ့ပါရယ်။2024ခုနှစ်ဇန်နဝါရီလ3ရက်နေ့မနက်7:59မိနစ်ချိန်ဝိုင်းမော်မြို့နယ်နာဖော့စစ်တပ်စခန်းကိုရှေးခါလာပို့တဲ့စစ် တက်ထောက်ဖို့ MI70 ရဟန်းရင်တစင်းကို KYA ကပြစ်ချခဲ့ပြီးစစ်တပ်ရဟန်းရင်ပေါ်မှာလိုက်ပါလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်ရှေ့ဦးတီဆောင်ကရဟန်းရင်လည်းပြက်စီးသွားခဲ့ပါတယ်။2024ခုနှစ်ဇန်နဝါရီလ16ရက်မှာလည်းစစ်ကောင်စီရဲ့တရုံလို FDC 2000ချီတိုက်လင်ရင်ကိုကချင်လွတ်လပ်ရေးတပ်မတော် KYA ကပြစ်ချခဲ့တဲ့အတွက်တိုက်လင်ရင်ပြက်ကျသွားခဲ့ပါတယ်။ဆက်လက်ပြီးကြောက်ဖြူရှိအကြံဖတ်စစ်တပ်ရဲ့မင်းတက်တောင်စကန်နဲ့စမ်းမှုလက်မှုတင်နန်းကျောင်းတို့ကိုအာရကတက်တော်အီသိမ့်ပိုက်တင်ကြောင်းတင်ဆက်ပေးပါမယ်။ရခိုင်ပြည်ကြောက်ဖြူတိုက်ပွဲမှာမင်းတက်တောင်စကန်နဲ့ ်ဆက်မှုလက်မှုတင်တဲ့ကြောင့်စခန်းနှစ်ခုကိုလက်နက်ခရံတွေနဲ့အတူအရခတက်တော်အင်းဘက်ကသိမ်းပိုင်လိုက်တယ်လို့သိရပါတယ်။ကြောက်ဖြူမျိုးမင်းတပ်တောင်ပေါ်မှာခြေကုပ်ယူထားတဲ့စစ်ကောင်စီစခန်းနဲ့အဲ့ဒီအနီးကဆက်မှုလက်မှုတင်တဲ့ကြောင့်မှကင်းပုံချထားတဲ့စစ်ကောင်စီစခန်းနှစ်ခုကိုမေလ19ရက်ကသိမ်းပိုင်လိုက်တာလို့စင်ရေးသတင်းအရင်းမြစ်တွေကအတည်ပြုပါတယ်။ မင်းတပ်တောင်နဲ့စက်မှုလက်မှုတင်တန်းကြောင့်ကိုမနေ့ကပဲတင်လိုက်ပြီးဒီနေ့တနေကုန်တော့အဲ့ဒီဘက်ကိုရေတက်ကလက်နက်ကြီးနဲ့ပြင်းနေရလို့စစ်ရေးတရင်ရင်မြစ်ကပြောပါတယ်စစ်ကောင်စီကတညောင်ရီရေတက်ဌာနချုပ်ကနေမင်းတပ်တောင်ပါဝင်လက်လွတ်ထားတဲ့စခန်းကုန်းတွေကိုဒရုန်းလက်နက်ကြီးတွေနဲ့ပစ်ခတ်နေရလို့ဆိုပါတယ်အဲ့ဒီစခန်းတွေကစစ်တုံးပန်းတွေလက်နက်ခဲယံတွေကိုအရခတ်တက်တော်ဘက်ကထိမ့်သိမ်းလိုက်ပြီးမင်းတပ်တောင်တဝိုက်ကိုနေမြေရှင်းလင်းနေရလို့ဆိုပါတယ်နေပြည်တော်ကတော့အနည်းဆုံးထိတိုးလာပြီးပြင်နေတယ်တချို့ရွာတွေဘက်ကပါကြာပါတယ်အထင်ကြီးတော့မသိရသေးဘူးလို့ဒေသခံတရင်ရင်မြစ်တွေကပြောပါ ါရီကြောက်ဖြူစမြေပြင်မှာခမရ943ခမရ940နဲ့အမှတ်30နဲ့ရဲတရင်တညောက်ရီရဲတပ်ဌာနချုပ်တို့ကအဓိကကုတ်ကဲနေပြီးအဲ့ဒီတရင်ဌာနချုပ်တွေကစစ်ကောင်စီစခန်းတွေကိုတင်ပိုက်ခဲ့တာဖြစ်ပါတယ်နောက်ထပ်တပုံးနီနဲ့စစ်တပ်စစ်ကြောင်းဖားကန့်နဲ့ဆယ်မိုင်ကွာကိုရောက်ရှိလာပြီးတိုင်ပွဲဆက်ဖြစ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ဖားကန့်ကြောက်စိမ့်မော်နဲ့ဆယ်မိုင်ကန့်အကွာပြောင်းအောင်ရွာကိုရောက်ရှိလာတဲ့စစ်ကောင်စီ တန်ရှမ်းနီတန်နဲ့ပြည်သူစစ်ပူပေါင်းစစ်ကြောင်းကို KIA KPDN ရဲ့ပူပေါင်းတပ်တို့ကပိတ်ဆို့တိုက်ခိုက်နေပြီးတိုက်ပွဲများဆက်လက်ဖြစ်ပွားနေပါတယ်။တိုက်ပွဲများဖြစ်ပွားနေစဉ်ဖားကန့်မျိုးတွေမှာတပ်ဆွဲထားတဲ့စစ်တပ်လက်နက်ကြီးများပစ်ကူပေးနေတဲ့မေလ19ရက်နေ့ညကဖားကန့်ပြူဟာကုန်းမှနေပြီးစစ်ကောင်စီကလက်နက်ကြီးများပစ်ခတ်ခဲ့စဉ်ဒေသခံများစိုးရင်ထိတ်လန့်နေကြပါတယ်။စကားဆစစ်ကြောင်းကပြောင်းရွာကိုရောက်လာပြီးရှေ့ဆက်တူလာရင်အရင်ကသူတို့တပ်ဆွဲခဲ့တဲ့နတ်တိန်ကိုရောက်မယ်ညကတော့လက်နက်ကြီးတွေပစ်ကူပေးတယ်မြေပြင်ကတော့တိုက်ပွဲရှိနေရလို့ KIA နဲ့နေ းဆက်တဲ့သတင်းအရင်းမြစ်တွေကပြောပါရယ်မေလ19ရက်ည7:00နာရီကန်ကစပြီးလက်နက်ကြီးပစ်ခတ်ခြင်းဖြစ်ပြီး7မိနစ်ခန့်ကြာပစ်ခတ်တမ်းများအလွန်ကျဉ်လောင်ခဲ့ကြောင်းဖားကံမြို့ကန်တွေကပြောပါရယ်ကချင်ပြည်နယ်မိုးကောင်းမြို့အခြေဆိုင်အမှတ်3ခြေလင်း တက်မဟာစာခခသုံးလက်အောက်ခံတရင်များနဲ့ပြည်သူစစ်နှစ်ပွဲကဖားခန့်အခြေဆိုင်တမ33နဲ့နေနဲ့ပိုစစ်ချောင်းထူနေခြင်းလို့ကချင်းစည်ရေးတရင်ရင်မြက်ကပြောပါတယ်စစ်ကောင်စီတက်ကမိုးကောင်းကာမန်နန်ယာလုံခင်ဖားခန့်လန်းနဲ့မြစ်ကြီးနားနမ်မတီလဝါတနိုင်ဖားခန့်လန်းတို့မှတစင်အင်အားများပြားနဲ့ဧပြီလ23ရက်နေ့မှာစပြီးစစ်ချောင်းထူလာပြီးတလားခန့်အကြာမှာဖားခန့်နဲ့ဆယ်မှန်ခန့်အကွာကိုရောက်ရှိလာခြင်းဖြစ်ကြောင်းစည်ရေးတရင်ရင်မြက်တွေစီရသိရပါတယ် ဘာကန်ကမန်လန်းကျော်အတိုင်းဆိုပါကမအူပင်ကြောက်တူအင်္ဂတောင်ခင်တောင်နန့်ရကတ်မော်ဆွဲဆိုင်ဖျားခွန်ဆိုင်ဆွဲကိုရီးယန်တရားညီနောင်ရုံတောင်ပြောင်းအောင်ကြောက်တူနန့်တိန်9မိုင်း6မိုင်း9မိုင်းကြောက်ဖျားလေပြင်းလုံးခင်းတဲ့ဘာကန်တို့ဖြစ်ပါတယ်စစ်ကောင်စီတပ်ကတမစာတက်လာခဲ့တာပါ ဒေသကိုကျွမ်းကျင်တဲ့ရှဒူးဆွတ်ပြည်သူစစ်ဖွဲ့ကအကူအညီနေတဲ့ဒီကြောင့်စိမ့်မြေကိုပြန်ပြီးခြေကုပ်ယူဖို့ကြိုးစားလာမှာမို့ဖားကတ်နေတဲ့တိုက်ပွဲတွေပြင်းထန်လာနိုင်တယ်လို့ဒေသခံစင်ရေးတရင်အင်းမြင့်တွေကပြောပါတယ်စစ်တပ်စစ်ကြောင်းမှာတော်လိုင်းဖွဲ့များရဲ့တိုက်ခိုက်မှုကြောင့်ဖားကတ်မြို့ကိုရောက်မှာမဟုတ်ကြောင်းဒေသခံတအုပ်ကပြောပါတယ်မိုးရွာလာပြီးမုတ်တုံဝင်လာပြီးဖြစ်လို့ရှေ့မှာတိုက်ပွဲများပိုပြင်းထန်လာနိုင်တယ်လို့ဒေသခံအချို့ကပြောပါတယ်ဖားကတ်ဒေသကိုစစ်ကောင်စီကထိန်းချုပ်ထားနိုင်ခြင်းမရှိတော့လဲဖားကတ်ပြည်ဟာကိုမစွန့်ရန်အချုပ်ထောင်လုံးကင်းပြည်ဟာကိုလုံးကင်းရဲ့